အကိုဗျအခုပြောအောင်မယ်တမားတွေကပြောကြတယ်တိလားအရာအားလုံးဟာတထန်းကုံဆုံးရဲ့ရှိတယ်တဲ့အဲ့ဒါတကယ်လားဒါဆိုရင်ကျွန်တော်တို့မှရောအဲ့ဒီတထန်းကုံဆုံးရဲ့ဆိုတာကျွန်တော်တို့မှလည်းရောက်လာမှာလားယင်ကျွန်တော်ကအဲ့လိုမျိုးတော့ အကူအပြန့်ပြေးတယ်။အကူတို့နှစ်ယောက်ကသာဝရတည်တဲ့နေမဲ့ချစ်သူတွေတဲ့။သာဝရဆိုတာဗာလဲရင်လို့ကျွန်တော်ကပြန်ပြီးတော့အကူကနေအောင်တူတူရိုက်ထားတဲ့ပုံလေးတွေနဲ့ဗီဒီယိုလေးကိုထုတ်ပြပြီးသူ့နှလုံးသားလေးကိုဖိပြတယ်။အဲ့ဒီအပြုံးလေးတွေအမတ်တရားတွေနဲ့ပျော်ရွှင်စရာတွေအပြည့်ရှိနေတဲ့အကူတို့ဇာလန်လေးဟာအကူနှလုံးသားထဲမှာအမြဲရှိနေမှာပါတဲ့။ ကျွန်တော်ရောလို့ခက်ဆူဆူလေးပြန်ပြီးတော့အယူလေးရဲ့မင်းရဲ့အနာမှာအမြဲရှိနေမှာပါတဲ့လေအကိုတည်ရမလားကျွန်တော်ချောက်တက်တယ်လေအကိုမမှီသေးလားတသိရုပ်ရှင်သွားကြည့်ကြတော့လေကျွန်တော်ကကြောက်လို့ဆိုပြီးအကိုကျော်နောက်မှာပုံကြည့်တော့ရုပ်ရှင်ဝင်တဲ့လူတွေအများကြီးကြားထဲမှာအကိုကရင်ခွန်လေးကိုဆွဲဖက်ပြီး လက်ကလေးနဲ့꿰ပေးလိုက်တာလေကျွန်တော်ကလေကောင်းတာလေးတစ်ခုခုဆိုရင်လေအခုအရင်ဆုံးပြောပြချင်တာအဲ့လိုပဲဘလို့ရာပဲဖြစ်ဖြစ်ပထမဆုံးဆိုတာကိုအခုနဲ့အတူတူပဲတွေ့ပြီးမှတ်မိချင်တာဥပမာဒီနေရာလေးလို့ပြောလိုက်တာ ਨੇ အခုနဲ့ရှိခဲ့ဘူးတယ်အခုနဲ့တွားခဲ့ဘူးတယ်အခုနဲ့စားခဲ့ဘူးတယ် ဲ့လိုလေးဖြစ်ချင်တယ်အကိုကျွန်တော်ကအထကြည့်လိုက်တာလို့မမြင်မနဲ့ချစ်တတ်လိုက်တာလို့ပြောပြီးအမြဲတမ်းအနန္တခန္ဓာနားလည်မှုပေးတတ်တဲ့မနာလိုစိတ်ရောအမုန်းစိတ်ပါမရှိတဲ့ကျွန်တော်ကိုချစ်တဲ့အကိုရေအကိုပြောသလိုအမြဲထောင်ရကျွန်တော်နားလေးမှာရှိနေပြီနော်